ဂျပန်နိုင်ငံကလူရရသူတို့ရဲ့နေအိမ်တွေကိုခန်းနာလာပအောင်လို့ဒလုံအလားဆင်ကြတာပါသူတို့ဘာဒလုံအလားဆင်မှုအတွက်ပြင်ကနေဈေးကြီးပေးပြီးတော့တပ်ပင်တွေဝယ်ယူတာမျိုးမဟုတ်ဘဲနဲ့ကိုရိုင်းဖန်တီးပြုလုပ်ထားတာဖြစ်ပါရယ်ပထမဆုံးအစအနေနဲ့ဆွေးနွေးပညာရှင်တွေကအုံမြင့်ခိုင်ခိုင်ခန့်ခန့်ဖြစ်ဖို့အတွက်တံပိုက်လုံးကြီးတွေကိုမြေကြီးထဲမှာစိုက်ထုတ်လိုက်ပါရယ်ဒီတံပိုက်လုံးတွေဟာအုံမြင့်အတူရဲ့ပင်စီကိုရဲဖြစ်တဲ့သုံးပါဖြစ်တဲ့အတွက်အရန်ကိုခိုင်ခန့်နေဖို့လိုအပ်ပါရယ် ဒုတိယဆင်အနေနဲ့ဆိုရင်တော့ဒီတံပိုင်လုံးတွေရဲ့အပေါ်ကနေပြီးတော့ဘီလက်မြင့်အလွာတစ်ခုကိုတုပ်ပေးလိုက်ပါတယ်။ဒါလို့ဘီလက်မြင့်အလွာကိုလိမ့်လိုက်တဲ့အခါမှာတော့တံပိုင်လုံးကတံမှန်တံပိုင်လုံးဟာဆိုရင်တော့ပင်စီတစ်ခုလိုဖြစ်လာခဲ့တာပါ။ဒါပေမဲ့ဒါကအပိသက်မဟုတ်သေးပါဘူးနော်။တကယ်အုံးမင်းစိရဲ့ပင်စီကမညီညာဘဲနဲ့အဖို့ထည့်တွေနဲ့ရှိနေတာဖြစ်တဲ့အတွက်ပညာရှင်တွေကတန်ချောင်းလေးတွေနဲ့ပုံဖော်ပေးပါရယ်။နောက်ဆုံးဆင်မှာဆိုရင်တော့အုံးမင်းအတူတွေကိုပင်စီမှာကပ်လိုက်ပါပြီ။အားလုံးပြီးစီသွားတဲ့အခါမှာတော့အုံးမင်းအစင်းနဲ့ခွဲခြမ်းရခက်တဲ့အလှဆင်အုံးမင်းတပင်ဖြစ်နေပြောင်းလဲသွားပါတော့တယ်။ လုံမျိုးအုံးမင်တူတွေကိုနေအိမ်ခြံဝန်းနေထဲမှာအလားဆင်လိုက်တဲ့အခါမှာအိမ်တလုံးလုံးဟာကျင်းကားပွင့်ဟိုတယ်တစ်ခုလုံးမျိုးခန်းနာပြီးတန်ရှင်းတက်ရက်သွားမှာတော့တယ်။ဂျာဟာအကုန်ကြတတပြီးကိုရိုင်းဖန်တီးနိုင်တဲ့နီလန်တစ်ခုဖြစ်တဲ့အတွက်ဂျပန်ကလူတွေကြားထဲမှာခက်စားနေတာဖြစ်ပါရဲ့ရှင်။